တောင်ငူမြို့မှာစောင်းဝင်လာပြီဆိုတာနဲ့မြင်ရတဲ့မြင်ကွင်းတွေကတခုကိုဒီဗီဒီယိုလေးမှာပြောပြပေးမယ်နော်။ဒါကတော့မိုင်နာကွင်းထဲမှာကျမတို့မြင်နေရတာကတော့အယောင်အသွေးစုံလင်လာတဲ့ချစ်စရာရန်ကောင်းတဲ့အဲတောင်ငူသူတွေလေ့ကျင့်ခန်းလုပ်နေကြတာပဲဖြစ်ပါတယ်။ကျမကတော့ဒီ ကြောက်တိုင်းနာမှာမဟုတ်ပဲနဲ့ပေါ့နော်ဘောလုံးကွင်းထဲကိုရောက်လာခဲ့ပါတယ်ဘောလုံးကွင်းထဲမှာလည်းတကယ်ကိုလူတွေကစီကားနေပါပြီမနက်ခင်းစောစောစီစီမှာလေနုအေးလေးနဲ့အတူပေါ့နော်လေ့ကျင့်ခန်းလေးလုပ်ကြတယ်အဲကျမ်းမာရေးအတွက်တော့၎င်းအလှပအတွက်တော့၎င်းအဲအကုန်လုံးကပေါ့နော်ကိုယ့်ရဲ့စိတ်ကူးရည်ရွယ်ချက်အမျိုးမျိုးအတီးတီးနဲ့ပေါ့နော်လာပြီးတော့အဲလေ့ကျင့်ခန်းလေးလုပ်တာကိုမြင်ရမှာဖြစ်ပါတယ် လေ့ကျင့်ခန်းလာလောက်တဲ့သူတွေထဲမှာဥဥတွေရောဒေါ်တော်တွေရောကိုကိုမမညီမလေးတွေရောမောင်လေးတွေရောစုံနေတာပဲပေါ့နော်။တောင်ကူကချောတယ်ဆိုတာတွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင်မနေ့ကမှလည်းလာကြည့်လို့ရပါတယ်လို့တခါလေးကြော်ညာပေးလိုက်ပါတယ်နော်။အားလုံးပဲတတ